ရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါတော့မရှင်တရုတ်ရဲ့အနေရများလာသောကစားပွဲစေအုပ်စုဟာဘီကျင်းမှာညွှန်ကြားချက်တိုင်၎င်းတို့အကျိုးစီးပွားကိုကာကွယ်ပေးရတဲ့ဝင်ငွေရရလမ်းကြောင်းလည်းဖြစ်နေတာကတကြောင်ခုခါလက်နက်ကင်များဒရုန်းများစစ်သည်မောများစစ်တပ်ပါရာဂလိုက်ဒါများနဲ့ဂျင်းနီစီမံကိန်းများရှိရာလက်ပန်းတော်နဲ့ စေးစင်တောင်းတတူတင်းများရှိရာစုပြုံရရှိနေပြီဖြစ်ပါတယ်မြန်မာစစ်တဟတရရဲ့မျက်နှာသာအပေးခံရဖို့အတွက်ကျန်းကျင်နိုင်ကျန်းရန်ကျင်နိုင်ရန်မဝင်မလေးကြတော့ပဲလက်နက်ကင်စစ်သားများကလည်းရွာများကိုမီရှုလူရက်နေเจ้าမှာပြစ်ခတ်တိုက်ခိုက်ခြင်းနဲ့နေမြများကို ရှင်းပေးနေကြပါတယ် မြန်မာဝက်စနန်ရဲ့အစီရင်ခံစာအရ2020နှစ်နဲ့2023နှစ်ကြွေးရပေါ်21ရာကိုမီးတင်ရှိုးခဲ့ပြီဖြစ်တယ်လို့သိရှိရပါတယ်။ဒါအတွက်တရုတ်ကုမ္ပဏီဝန်ပေါင်းဟာမြေနေရာကို34.8စတိုယန်ကီလိုမီတာအထိချဲ့ထွင်လာနိုင်ပါတယ်။ စကိုင်းတိုင်းအတွင်းရှိတတိယမြောက်တကောင်းတောင်နေကတ်သတ္တုတင်အားအမျိုးသားညီညွတ်ရေးအစိုးရတပ်များကထိန်းချုပ်ထားနိုင်ခဲ့ပါတယ်တရုတ်ဟာအာနာသိမ်းပြီးချိန်ကနေစပြီးအခုထိရင်းနှီးမြှုပ်နှံလာခဲ့တဲ့ဒေါ်လာတန်930အထိရှိလာပြီးပဲဖြစ်ပါတယ်ဒေသခံများကလည်းဘေးလွတ်ရာတရုတ်ပိုင်လမ်းကြီးများအနီးတွင်ကိုလုံနေကြပြီးပဲဖြစ်ပါတယ်ပပတ်လဲတွင်မိုင်းများချထားပြီးထိခိုက်သေးခြင်းမှုများရှိလာနေပါတယ်ထိုပိုင်လမ်းကြီးများကလည်းရန်ပြဲကျွန်းနဲ့မရေကျွန်းတို့မှာတွေ့တန်းလာခြင်းဖြစ်ပြီးပထမတစ်ခုဟာ အဒမ်မန်ပင်လယ်ရှိတဘာဝတန်ခွေများတည်ဆောင်ပေးပြီးဒုတိယပိုင်းလိုင်းဟာအရှေ့အလယ်ပိုင်းနဲ့အာဖရိကမှာရင်းနှီးစိမ်းတို့ပို့ဆောင်ပေးနေပါတယ်တရုတ်ဘက်ကခရီးရှည်မိုင်ပေါင်း1200ခန့်တက်တာသွားတော့လဲစေယုစုအဖို့ကနိုင်ငံတွင်းရှိလျှက်စစ်တပ်အလုံး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 မရရှိရဲ့လူတူရင်ရှုံချလောင်ပြောင်စရာဖြစ်လာခဲ့ပါတယ်တရုတ်ကတန်းငွေပိုင်လိုင်းတစ်လျှောက်စကန်လေးတစ်ခုဖွင့်ပြီ 20ရာခိုင်နှုန်းကိုမြန်မာအထုတ်ပေးနေတယ်လို့သိရပါတယ်။အဆိုပါပိုက်လိုင်းများကလည်းတရုတ်မြန်မာစီးပွားရေးစင်ကြံလမ်းမအစီမံကိန်းရဲ့တစိ့တပိုင်းဖြစ်ပြီးရှီကြည့်ပင်ကပင်၎င်းရဲ့ရန်ဝန်နဲ့လမ်းစီမံကိန်းအတွက်ဦးစားပေးများစွာတဲ့ကထိတ်တန့်ဦးစားပေးဟုပြောရမှာပဲဖြစ်ပါတယ်။၎င်းရဲ့မြန်မာတိုင်းငံလုံးကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုလမ်းညွှန်ချက်များတည့်ရဖြစ်လာပါတယ်။ဒါပေမဲ့တရုတ်မှအပေါ်တက် ်အဆောက်အုံများကိုအသားတွေကလောက်ထွက်တဲ့ဆေးအုပ်စုကိုအပြုတ်ပြီးမြမမြေပေါ်တွင်တိုးချဲ့နေမှုဟာ၎င်းတို့အတွက်အနာဂတ်ရင်မအေးစရာပဲဖြစ်လာခဲ့ပါတယ်။ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးအမေရိကန်နဲ့စစ်ဖြစ်လာပြီဆိုတာကထိုးပိုက်လိုင်းများဟာအမေရိကန်လေတပ်ရဲ့ပထမဆုံးတိုက်ခိုက်ချိန်မုန်းခြင်းကိုမလွယ်မသိခံရတော့မှာပဲဖြစ်ပါတယ်။လောလောဆယ်တွင် တရုတ်တို့ကမထီရဲ့မကန်ရက်စရာပစ္စည်းတစ်ခုသပွဲသဘောထားနေတော့လေထိုးပိုက်လိုင်းအားဖြတ်တန်းရမှာပြည်ရင်းစစ်မီကြီးအရှိန်တကြီးကြီးနဲ့တောက်လောင်ရဒေသဖြစ်နေပါတယ်။ တရုတ်ဟာဆေးရုံစုအားဒေါ်လာတန်း250ဘုံနဲ့စစ်လက်နက်များရောင်းချပေးခဲ့ပြီးဖြစ်တော်လဲ၎င်းတို့ဖြစ်စေခြင်းတို့ထိရောက်မှုမရှိဖြစ်နေပဲ၎င်းတို့အကျိုးစီးပွားကာကွယ်ရန်လုံခြုံရေးအကြောင်းပြကာတပ်သားများဆေးလွတ်ပေးနေရတဲ့အထိရုတ်ပြက်ဆင်ပြက်ဖြစ်လာနေပါတယ်တရုတ်တို့မြန်မာမြေပေါ်သို့တူးကျလာနေမှုအတွက်လူထုမှပိုက်လိုင်းများကိုဖောက်ခွဲပြစ်ရန်အထိဒေါသတကြီးတောင်းဆိုလာနေတဲ့အတွက်တော်လိုင်းအုပ်စုများကထိန်းသိမ်းသိမ်းသိမ်းကန်တွယ်နေရပါတယ် ဒါကုန်းရိတ်စားမိတော့ပြီးချင်းဟာလဲစေအုပ်စုဟာအကာအကွယ်ပေးရန်ပြောလာပြီးယူနန်ရှိလက်ခွဲများကတဆင်ဒရုန်းနဲ့ထောက်လန်းရေးနည်းပညာများကိုလိုတလောက်ပံ့ပိုးလာနေပါတယ်။ရခိုင်ပြည်နယ်အတွက်ပိုင်လိုင်းအားတနေရာမှလွယ်ပြီးကျန်အပိုင်းများကိုအရခတ်တက်တော်မှထိန်ချုပ်ထားပြီးဖြစ်နေပါတယ်။ပိုင်လိုင်းများမှာတန်ငွေခွဲရန်ပေးနေတဲ့ off day scan များကလည်းတော်လိုင်းတက်များကသိမ်းယူထားပြီးဖြစ်ပါတယ်။တရုတ်ခေါင်းဆောင်များအဖို့အိတ်မပြောစားမွေး ရတက်မအေးစရာဖြစ်နေပါတယ်၎င်းတို့ရဲ့အနာဂတ်စေရည်မဲ့ချက်အများအတွက်ထောက်ပံ့ရေးလမ်းကြောင်းများဟာဘလို့ခံမှန်း၍မရတော့တော်လန်ရေးတက်များရဲ့လက်ဝဲတွင်ရှိနေမလဲဆိုတာကိုအတွေးများကြောင့်ပဲဖြစ်နေပါတယ်တရုတ်ကွန်မြူနတီပါတီဟာမြန်မာနိုင်ငံအတွင်းမတည်ငြိမ်မှုများကိုစေအုပ်စုမှကန့်တွယ်နိုင်နိုင်မယ်လို့လျှော့တက်ခဲ့ရာထင်တယ်လို့ဖြစ်မလားပဲမကံမန်းနိုင်တဲ့အရှုပ်ထွေးများကြာရောက်နေပြီပဲဖြစ်ပါတယ်ကိုကန့်ဒေတာတွင်လည်းကိုမွေးသည့်မြောက်ကိုပြန်ချောက်ခံရပြီးအွန်လိုင်းငွေလိမ်ခိုင်းကြီးများ ဝင်းကြီးဝင်းငယ်နဲ့လောက်ကင်တွင်ထွက်ပေါ်လာတဲ့နမူနာများလည်းရှိနေပါတယ်။ယနေ့တွင်၎င်းတို့ရဲ့နေဆက်လုံခြုံရေးအတွက်စေုံစုကဲ့သို့ပင်လက်သက်မွေးထားရတဲ့မင်းမိသားစုဝင်အားလုံးကိုတည်တံပေးလိုက်ပြီးပဲဖြစ်ပါတယ်။ထိုအရေးကိုဖြည့်ရှင်းရတဲ့အွန်လိုင်းငွေလိမ်ကိုင်းများရဲ့ကြံရပါဖြစ်နေတော့စေုပ်စုအားတင်ကန်းစာပေးရန် MNDA ရဲ့မီးစိမ့်ပြလာပါတယ်။ MNDA ကလည်းအခွင့်အကောင်းယူကား ညီနောင်သုံးပေါ်မှာမဲအဖွဲနဲ့အတူလာရှိုးအထိတက်သိမ်းခဲ့ပါတယ်။စင်အောင်စုပြိုလဲတော့မဲအရေးကြောင့်တရုတ်တို့ခြေမကန်မီလက်မကန်မီဖြစ်လာတဲ့ MNDA ကောင်းဆောင်ကိုပြန်ပေးဆွဲပြက်လေးပြက်စနစ်နဲ့အကုံပိတ်ဆို့ကလာရှိုးကိုပြန်ပေးရတဲ့အထိအကျက်ကင်ခဲ့ပါတယ်။တရုတ်အစိုးရဟာမင်းအောင်လှိုင်ဟာနိုင်ငံအကြီးအကဲဖြစ်အတိမတ်ပြုလဲမပြုတန်းတူရေတူလဲမဆက်ဆံခြင်းသို့သောအခြေအနေမှလှဖြစ်နေတာကိုမြင်တွေ့လာရပြီး2024နိုဝင်ဘာလတွင်မဲခေါင်အစည်းအဝေးလာတိုက်ဝင်ဆိုတာ ြည်ဝင်ခွင့်ပေးလာခဲ့ပြန်တယ်။စေအုပ်စုဟာအရေးချင်းမရှိမှန်းသိတော့လဲအာနာရှင်များဖြစ်၍လဲတော်လန်ရေးအုပ်စုများထက်ပိုရဲ့အတုံးဝင်မှန်းကျုံနံဟိုင်းအိမ်တော်ရှိအာနာရှင်များကသဘောပေါက်လာကြရလေဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်တော်ကိုလည်းရှားပါးမြေသားတပ်သူနဲ့ပတ်သက်ပြီးထိုနေ့အတိုင်းပင်ပိတ်ဆို့အကြက်ကင်လာကြပါတယ်။ဒါပေမဲ့ကချင်တို့ကအလျှော့မပေးဘဲဆွေးနွေးရဖို့အထီးဖြစ်လာခဲ့ပါတယ်။ တရုတ်ဟာအခုလိုအခြေအနေများကြားမှာမြန်မာနိုင်ငံအတွင်းရေအားလျက်စစ်စီမံကိန်းခုနှစ်ခုအတွက်ဒေါ်လာဘီလီယံ20၎င်းတို့80ရာခိုင်နှုန်းပိုင်ထားတဲ့ကြောက်ဖြူရေနဲ့စစ်ကမ်းအတွက်ဒေါ်လာ9.3ဘီလီယံထည့်ဝင်ထားပြန်ပါတယ်။မီယန်တာလန်ဖောက်လုပ်ရေးစီမံကိန်းအတွက်ဒေါ်လာ8.9ဘီလီယံမြုပ်နှံဖို့ရှိနေပါတယ်။လက်ရှိတွင်မြန်မာဟာအထုတ်ချအာဏာပိုင်သေးလောက်မေးစရာဖြစ်လာပြန်ပါတယ်။တရုတ်အစိုးရထံသို့ဒေါ်လာဘီလီယံပေါင်းများစွာကျွေးတင်နေပါတယ်။မြန်မာရှိနိုင်ငံရေးသမားများဟာလည်းအထုတ်လိုက်ခွဲပြီး ွန်မြူနစ်ပါတီဗဟိုသင်္တန်းကျောင်းများတွင်သဘောတရားရေးသင်တန်းတက်နေရပါတယ်။ကံယူတဲ့ရေတန်းစကဲမှာလည်းတရုတ်ရေတက်စစ်သင်္ဘောများချစ်ကြည်ရေးဆိုကဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်နေကြပါတယ်။လက်ရှိမှာအပြည့်အခက်ရက်စဲရေးအာမကိုရောပဲတရုတ်ဟာရွေးကောက်ပွဲလုပ်ခိုင်းနေပါတယ်။စင်အုပ်စုလုပ်ပေးမဲ့ရွေးကောက်ပွဲဆိုတာကလည်းတရုတ်တို့နားလည်လွယ်တဲ့အတိုက်ခံမရှိတဲ့ရွေးကောက်ပွဲမျိုးပဲဖြစ်ပါတယ်။တရုတ်တို့စီမံနေတဲ့ တရားဝင်အစိုးရပုံစံအယောင်ချေပေးပြီးကံမကောင်းအကြောင်းမလားဖြစ်နေရှာရတဲ့မြောင်းလိုင်းကိုဖယ်ရှားနိုင်ရန်ကြံစီနေခြင်းပဲဖြစ်ပါတယ်။၎င်းတို့ဝင်ရောက်စပတ်မှုကြောင့်ဖြည့်ရှင်းရန်ခက်ခဲလာတဲ့ပြဿနာဟာပိုမိုရှုပ်ထွေးလာတော့မလားဆိုတာကိုတော့စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသားများအော်တိုဘာလတရနေ့မှစတင်ပြီးဗီဇာမလိုပဲမလေးရှားနိုင်ငံသို့14ရက်သွားရောက်လည်ပတ်ခွင့်ပြုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အာဆီယံအဖွဲ့ဝင်မလေးရှားနိုင်ငံမြန်မာနိုင်ငံသားများဗီဇာမလိုပဲမလေးရှားနိုင်ငံသို့၁၄ရက်သွားရောက်လည်ပတ်ခွင့်ပြုလိုက်ကြောင်းရန်ကုန်အခြေစိုက်မလေးရှားတန်ယုံကတရားဝင်သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။လာမယ့်အောက်တိုဘာလ၁ရက်နေ့မှစတင်ပြီးမြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်ကင်ဆောင်ထားသူများအနေနဲ့မလေးရှားနိုင်ငံသို့ကာလတိုလည်ပတ်မှုအတွက်ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်းအဆိုပါဗီဇာကင်းလွတ်ခွင့်တွင်မလေးရှားနိုင်ငံအတွင်းရပ်ပေါင်း၁၄ရက်နေထိုင်နိုင်ကြောင်းမလေးရှားတန်ယုံကအခုလိုပဲဆိုပါတယ် ဗီဇာကင်လွတ်အစီအစဉ်ဟာမလေးရှားနိုင်ငံအတွင်းသို့တေချာပဝင်ရောက်ခွင့်ရရှိမည်ဟုအမခန့်ခြင်းမဟုတ်ဘဲမလေးရှားလူဝင်ကြီးကြပ်မှုရေးအရာရှိရဲ့သဘောတူညီခွင့်ပြုချက်ပေါ်မူတည်နေကြောင်းသိရှိရပါတယ်။အသွားအပြန်လေရင်လက်မှတ်ဟိုတယ်ဘူကင်ရှိုမန်နီမလေးရှားကိုလာရောက်တဲ့အကြောင်းအရာ ကိစ္စတွေတေချာကြကြစီစစ်မဲ့အခြေအနေရှိရပါမယ်မြန်မာနိုင်ငံသားတိုင်း ဗီဇာမလိုဘူးဆိုပေမဲ့သူတို့ဘက်ကတော့တေချာကိုစီစစ်မှာကတေချာပါတယ်တကယ်သွားလာမဲ့သူတွေကတော့ခုနကပြောတဲ့လိုအပ်ချက်တွေကိုတေချာပြင်ဆင်ပြီးသွားတင်ပါတယ်လို့ရန်ကုန်ခြေစိုက်မလေးရှားတိုင်းနဲ့စင်ကာပူနိုင်ငံတို့ခီးသွားဝန်ဆောင်မှုပေးနေတဲ့ခီးသွားကုမ္ပဏီတခုကခုလိုပဲတုံ့တက်ပြောဆိုထားပါတယ်မလေးရှားနိုင်ငံဟာလောကလာစာမြန်မာခြင်းကြောင့်မြန်မာနိုင်ငံသားများတရားဝင်နဲ့တရားမဝင်လမ်းကြောင်းအမျိုးမျိုးနဲ့တွားရောက်အလုံးလောက်ကင်နေကြသောနိုင်ငံတစ်ခုလည်းဖြစ်ကြောင်းသိရှိရပါသည် ဆလဘီစစ်ကောင်စီရွေးကောက်ပွဲကန့်ကတ်ကြောင်းချင်းညီနောင်ကပြောကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအားစန့်ကျင်ကက်ကွက်ကြောင်းချင်းညီနောင်အဖွဲ့မှစတင်မာလာ25ရက်နေ့တွင်ထုတ်ပြန်ပြောဆိုထားပါတယ်။ချင်းပြည်နယ်အတွင်းမှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပပင်ဟုပြောဆိုထားတော်လဲချင်းညီနောင်အဖွဲ့ထင်းကျုံထားသောဒေတာများတွင်တားမြစ်သွားမည်ဟုချင်းညီနောင်ကခုလိုပဲဆိုပါတယ်။တန်တလန်ဟာကာဖလန် တီးတိန်နဲ့ တွန်းဆန်မြို့နယ်တွေမှာရွေးကောက်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး ပလက်ဝါကံပလက်မင်းတက်နဲ့မတူပီမြို့နယ်တို့တွင်ရွေးကောက်ပွဲမလုပ်ကြောင်းစစ်ကောင်စီကကြေညာထားပါတယ်။ချင်းကြီးနောက်အဖွဲ့ဟာချင်းပြည်နယ်မြို့နယ်ကိုကူတွေကမတူပီမြို့နယ်မင်းတက်မြို့နယ်ကံပလက်မြို့နယ်ကျင်တွေးမြို့ပလန်းမျိုးတို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားခြင်းဖြစ်ပါတယ်။